လားအသက်ပင်နဲ့တိကျွမ်းရာပင်ဘယ်နှပင်ရှိလဲအဲဘာပင်နဲ့ဘာပင်အသက်ပင်နဲ့တိကျွမ်းရာအပင်တခုကရလကအသက်ရှင်ခြင်းတခုရဲ့ရလကတည်ခြင်းဒါကြောင့်ဇကလုံးနှလုံးဒီယောမအခန်းကြီး9 6 9 8မှာအဓိကဒီဇကလုံးနှလုံးအလွန်အရေးကြီးတယ်ဒါကြောင့်မလို့သူကထတ်တလဲလဲထတ်တလဲလဲဒီမှာကြမ်းပိုက်တယ်အများကြီးရှိတယ်ထတ်တလဲလဲထတ်တလဲလဲ ယေရှုခရစ်၌ဗတ္တိဇံကိုခံတော်သူဟာယေရှုခရစ်၌တည်ခြင်းခံရတယ်အပြစ်၌ငါတို့ဟာတည်တယ်ဒါပေမဲ့ဖြောက်မှတ်ခြင်းမှာအသက်ရှင်တယ်တယောက်တော်သူရဲ့နားမထောင်ခြင်းကြောင့်တည်ခြင်းတရားအဆိုးရတယ်တယောက်တော်သူရဲ့နားထောင်ခြင်းကြောင့်ဖြောက်မှတ်ခြင်းမှာအသက်ရှင်ရတယ်ဟောတည်ခြင်းရှင်ခြင်းတည်ခြင်းရှင်ခြင်းဒီလေးခန်းစလုံးမှာထပ်တလဲလဲပေါ်ပြထားတယ်ဆိုတာကိုနားလဲရတယ်အလွန်အရေးကြီးတယ်ညီကောင်မတော် ဒါကနှုတ်ကပတ်တော်ဝေစုအဖြစ်ပဲအရေးကြီးတာမဟုတ်ဘူးကျွန်တော်တို့တန်ရှင်းသူတွေရဲ့နေ့စဉ်အသက်ရှင်ခြင်းမှာအဲ့ဒီစကားလုံးနှလုံးကအလွန်အရေးကြီးတယ်။သေခြင်းလားရှင်ခြင်းလား။ညီကိုညီကိုရဲ့ဥဆောင်ခြင်းဟာသေခြင်းလားရှင်ခြင်းလား။ညီမတင်းရဲ့အစေခံခြင်းဟာသေခြင်းလားရှင်ခြင်းလား။ဒီနေ့ကျွန်တော်အသက်တာရဲ့အသက်ရှင်ခြင်းဟာအသက်ပင်လားတည်ကျွမ်းရအပင်လား။ဒါအသက်အရေးကြီးတယ်ညီကိုမောင်နှမတို့။ဒါကြောင့်မလို့ဒီဝေစုကတကယ်ကိုဝမ်းမြောက်ရတဲ့ဝေစုဖြစ်တဲ့ အခန်းကြီး9မှ8တလျှောက်တွင် အသက်ဤလမ်းကြောင်းနှင့်သေခြင်းဤလမ်းကြောင်းတည်းဟုသောဆန့်ကျင်ဘက်ဖြစ်သောလမ်းကြောင်းနှစ်ခုကိုပုံဖော်ထားတယ်ဒီမှာလမ်းကြောင်းအပင်နှစ်ပင်ဟာလမ်းကြောင်းနှစ်ခုဖြစ်တယ်အပင်နှစ်ပင်ဟာလမ်းကြောင်းနှစ်ခုဖြစ်တယ်အသက်ဤလမ်းကြောင်းနှင့်သေခြင်းဤလမ်းကြောင်းဆန့်ကျင်ဘက်ဖြစ်တဲ့ညီကိုမော်မတို့လူသည်ဖျားနှင့်စားတယ်အသက်နှင့်သေခြင်းအကြရှိ၃ပွင့်ဆိုင်အခြေအနေ၌ ရှိကြောင်းကိုပြသနေတယ်လူလို့ခေါ်တဲ့တင်းတဲ့ကျွန်ုပ်ကအလဲမှာတစ်ဖက်မှာအသက်ရဲ့လမ်းကြောင်းတစ်ဖက်မှာသေခြင်းရဲ့လမ်းကြောင်းတစ်ဖက်ကဖျားတစ်ဖက်ကရံပက်မာနတခုကအသက်တခုကသေခြင်းအသက်ရှင်ခြင်းနဲ့သေခြင်းဒီနှစ်ခုရဲ့ကြားမှာလူဟာဖျားနဲ့ဖျားနဲ့စာတန်ရဲ့ကြားမှာ လူဟာသုံးပွင့်ဆိုင်အခြေအနေမှာရှိနေတယ်ဆိုတာကိုနားလည်ရတယ်။ညီကောင်မောင်မတို့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းမှာရွေးချယ်เสียရှိတယ်။ကျွန်တော်တို့ရဲ့ရွေးချယ်ခြင်းအလွန်အရေးကြီးတယ်။ဖခင်ကိုကျွန်တော်ရွေးချယ်ရင်စာတန်ကိုကျွန်တော်ကြောခိုင်ပြီးသားဖြစ်သလိုဖခင်ကိုကျွန်တော်ရွေးမချယ်တဲ့အခါအခါတိုင်းမှာစာတန်ကိုကျွန်တော်ဟာရွေးချယ်ပြီးသားဖြစ်သွားတယ်။အသက်ရှင်ခြင်းကိုကျွန်တော်သဘောတူလိုက်ရင်တည်ခြင်းကိုကျွန်တော်ကြောခိုင်ခြင်းဖြစ်သွားပေမဲ့ အသက်ရှင်ခြင်းကိုသဘောမတူတဲ့အခါမှာကျွန်တော်ဟာတည်ခြင်းကိုလက်ခံရယူရတယ်ဆိုတာကိုနားလည်ရတယ်လမ်းကြောင်းတစ်ခုပဲရှိတယ်တတိယနေရာမရှိပါတဲ့ပြောရအောင်တတိယနေရာမရှိပါတတိယနေရာမရှိပါလမ်းကြောင်းမှတစ်ခုပဲရှိလဲနှစ်ခုပဲဒီနှစ်တစ်နှစ်လုံးမှာကျွန်တော်ဟာအသက်ရဲ့လမ်းကြောင်းမှာရှိရင်ရှိအသက်ရဲ့လမ်းကြောင်းမှာမရှိရင်ဘယ်လမ်းကြောင်းမှာရှိနေလဲဒါပဲအသက်ပင်ကိုရွေးမလားအသက်ပင်ကိုမရွေးရင်တော့ တီကျွမ်းရအပင်ကို ရွေးပြီးသားဖြစ်နေတာဒါကြောင့် तू ဟာတရားဟောရာကျမ်းထဲမှာ तू ကတောင်းနှစ်တောင်းနဲ့ကျွန်တော်တို့ကိုပြောထားတယ်ညီကောင်မတို့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာဟာလေတောင်းတက်နေရတာကျွန်တော်တို့မလုပ်နေရတာလဲတောင်းတက်နေရတာကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာဟာတောင်းတက်နေတာတောင်းနှစ်တောင်းပဲရှိတယ်အေဗလာနဲ့ကေဒရဇိန်နဲ့အေဗလာတောင်းမှာဘာတင်ထားတယ်လဲဆိုတော့ချိန်ချင်းအမင်္ဂလာတနည်းအားဖြင့်သေခြင်းဖြစ်တယ် ကောင်းကြီးမင်္ဂလာဆိုတာဂေရစိန်မှာတင်ထားတာအတိတ်ဘက်ကဂေရစိန်ဆိုတဲ့ကောင်းကြီးမင်္ဂလာဟာအသက်ရှင်ခြင်းဖြစ်ပြီးအေဘလဆိုတဲ့ချိန်ချင်းအမင်္ဂလာဟာတည်ခြင်းဖြစ်တယ်။ဒါကြောင့်လေကျွန်တော်တို့ရဲ့အစီခံခြင်းအမှုဆောင်ခြင်းအသက်ရှင်ခြင်းအားလုံးဟာတောင်တက်နေတာဖြစ်သောကြောင့်တောင်တက်မမှားဖို့အရေးကြီးတယ်။အာရပါရဇွဲနဲ့နော်အစီခံလှုပ်ဆောင်ပြီးမှတောင်ထက်ရောက်တော့မှအေဘလကြီးဖြစ်နေရင်တော့ချိန်ချင်းဖြစ်ရင်တော့မောတယ်ကျွန်တော်တို့။ ဆုံရှုံခြင်းသို့ရောက်တယ်။ဒါကြောင့်တောင်တက်မှာမဖို့အလွန်ရေးကြီးတယ်။လမ်းကြောင်းနှစ်ခုရှိတယ်ဆိုတော့ကိုနားလည်ရတယ်